အဲ့ဒါငချင်းများအောင်မင်္ဂလာပါဒီနေ့ကတော့ချုပ်ချပြီးစစ်တပ်ကပါအပြေးတိုင်းဖြတ်သိမ်းလိုက်ပါဒီမှာနော် channel တီဆိုပြီးတော့အဲ့ဒီ channel မှာနော်စကားဆောင်မင်းအောင်လိုင်းနဲ့ဒီမှာလို့နဲ့စစ်တပ်ကိုမြန်မာပြည်သူတွေအာဏာကနေဖိရှားနိုင်တော့မယ့်အချိန်မှာဖိရှားပြီးရင်သူတို့ဆက်လက်လှုပ်ဆောင်တင်လာကကော့စတာရီကာရဲ့သင်္ကန်းစာတွေတဲက ခုအတိုင်းလှုပ်ဆောင်တက်ပါတယ်စစ်တပ်ကိုအပြစ်တိုင်ဖျက်သိမ်းပြစ်လိုက်ပါစတဲ့ကောပြပဲဖြတ်သိမ်းလိုက်ပါတဲ့ပြပြင်ပြောင်းလဲမှုမလုပ်ပါနဲ့အင်းအားလျှော့ချမှုမလုပ်ပါနဲ့အပြည်တိုင်းသာဖြတ်သိမ်းလိုက်ပါမြန်မာနိုင်ငံကိုတိုက်ခိုက်ဖို့ချိန်ချောက်နေတဲ့ပြပနိုင်ငံဆိုတာမရှိပဲလုံခြုံရေးပြဿနာတွေအလုံးကပြည်ရင်းပြဿနာတွေဖြစ်ပါတယ်မဟာဓာတ်လူညီညာဆက်ဆံတဲ့ရဲတပ်ဖွဲ့လိုအပ်ပေမဲ့အချင်းပြက်ပြီးရက်စက်တဲ့စစ်တပ်တက်တော့မလိုအပ်ပါဘူး စစ်တပ်ဟာ1948ကမြန်မာနိုင်ငံလွတ်လပ်ရေးရပြီကတည်းကနိုင်ငံအတွက်အကျဉ်းစားဆုံးတစ်ခုဖြစ်နေပါတယ်။ဒါတော့စစ်တပ်ဟာအစကတည်းကအခြေလှမ်းမှားခဲ့ပါတယ်။ဗြိတိရှ်လက်ထက်မှာမြန်မာစစ်တပ်ဆိုတာမရှိပါဘူး။ဒါပေမဲ့ဒုတိယကမ္ဘာစစ်အတွင်းမှာအမျိုးသားရေးဝါဒီဗမာလူငယ်တွေဟာဂျပန်စီကစစ်ပညာသင်ကြားခွင့်ရဖို့ကြိုးပမ်းခဲ့ကြပါတယ်။ဂျပန်နဲ့အတူတိုက်ပွဲဝင်ခဲ့ကြတာကတော်တော်လေးနည်းပါတယ်။အဲ့ဒါကိုမအံ့ဩကြပါနဲ့ ကျွန်တော်ရန်သူရဲ့ရန်သူဟာကျွန်တော်ရဲ့မိတ်ဆွေဖြစ်ပါတယ်။ဒါကတော့ဂျပန်ခိုင်တော်ကတပ်ပုံတွေတိမယ်။ရှောင်းသွားပြီးအဲ့ဒီမျိုးချစ်လူငယ်တွေဟာဗမာစစ်တပ်ကိုတီထောင်သူပထမဆုံးမျိုးဆက်အရာရှိတွေဖြစ်လာခဲ့ကြပါတယ်။သူတို့ဟာဂျပန်တွေစီကမကောင်းတဲ့သင်္ကန်းစာအချို့တင်ယူခဲ့ရပါတယ်။စစ်တပ်ဟာအခြားအပွဲစီအလုံးထက်ပိုသားလုံးကြီးပြည်သူကိုတင်းတင်းကြပ်ကြပ်အုပ်ချုပ်ရမယ်ဆိုတဲ့အတွေးတွေ စစ်တပ်ထိတ်တန့်အရာရှိတွေကောင်းလဲရောက်လာခဲ့ပါတယ်။အစိုးရအဖွဲ့တွေကိုဖြုတ်ချရတာလွယ်ကူပြီးသူတို့အတွက်အကျိုးလဲများတယ်ဆိုတာကိုလည်းသူတို့သိလာခဲ့ကြပါဗျ။နောက်ထပ်85နှစ်မှာတော့ ်တက်အာနာသိမ့်မှုအကြိမ်ကြိမ်ဖြစ်ခဲ့ပြီးအသေးအချာပြင်ဆင်မထားတဲ့အတွေးခေါ်အမျိုးမျိုးအကောင့်တွေပေါ်လာခဲ့ပါတယ်။သူတို့ဟာတိုင်းရင်းသားလူမျိုးတွေကိုတိုက်ခိုက်ပြီးတော့သူတို့ဟာနိုင်ငံတော်ကိုကာကွယ်သူတွေဖြစ်တယ်ဆိုတဲ့အမြင်မျိုးဖြစ်လာအောင်လှုပ်ဆောင်ပါတော့တယ်။စီးပွားရေးကြက်တဲလို့နိုင်ငံရေးအရာဖိနှိပ်လို့ចောင်းသားတွေနဲ့ရက်သားတွေဆန္ဒပြရင်စစ်တပ်ကအစုလိုက်အပြုံလိုက်တက်ဖြတ်ပြီးအကြောက်တရားရိုက်သွင်းပါတယ်။ဒါအပြင်သူတို့ဟာနိုင်ငံစည်းဝေးကရသမျှကို သူတို့ရဲ့အတိုက်ညုံတွေတိဆောက်ဖို့ကောင်းကောင်းအသုံးချကြပါလေစစ်တပ်ကစီးပွားရေးမြန်မာစီးပွားရေးလာဥပဒေတွေတိတိယောက်ယောက်ထိန်းချုပ်ထားချိန်မှာနိုင်ငံကဆင်းရဲတဲ့ဟိုဆင်းရဲလာခဲ့ပါတယ်ဒီအချိန်မှာရင်းချင်းဘာပဲနိုင်ငံလဲပေါ့အမှုရောင်းလုံးမှုရှိတဲ့အကြကြီးရှင်တွဲနေထိုင်ခဲ့တဲ့ထိုင်းနိုင်ငံကတော့စီးပွားရေးအင်အားတောင့်တင်းနေပါတယ်ဒါပေမဲ့စစ်တပ်ကနောက်ဆုံးအာဏာသိမ်းလိုက်ချိန်မှာတော့ သူတို့ကိုအရင်ကလိုတိုင်းရင်းသားတွေတော့ပဲမဟုတ်ပဲမမာလူမျိုးတွေလည်းတော်လန့်လာခဲ့ကြပါတယ်။อืมလက်ရှိမှာစစ်ကောင်စီဟာမျိုးကြီးတွေကိုထိန်းချုပ်ထားနိုင်စေဖြစ်ပေမဲ့နိုင်ငံအနေမြေထက်ဝက်ကြော်ကိုတော်လန့်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။อืมဟုတ်တော့တော်လန့်ရေးအင်အားစုတွေရဲ့ပန်းနိုင်ကတော့ Federal Democracy နိုင်ငံတော်ပေါ်ပေါက်လာရေးစစ်ကောင်စီကိုဖျောက်ချရေးဖြစ်ပါတယ်။ဒါပေမဲ့အဖွဲ့အစည်းတွေမှာ ိုစီရီမန်းချက်တွေရှိနေတာကြောင့်ဒီလိုဖော်ဆောင်မှုကရှုပ်ထွေးမှုတွေရှိနိုင်ပါတယ်ဟုတ်တော့ဘောနော်မြန်မာနိုင်ငံမှာပြဿနာဖြစ်နေရတာအလုံးကစစ်တပ်ကြောင့်ဖြစ်ပြီးအလုံးကိုသူတို့ကကြီးစိုးချက်လဲထားတာကြောင့်ဖြစ်ပါတယ်